ကဲမင်္ဂလာပါမျိုးတို့ဒီတပတ်တော့เนาะကျွန်တော်အခုချိန်ဒီ3ရက်စလုံးเนาะတနင်္လာအင်္ဂါဗုဒ္ဓဆိုရ3ရက်စလုံးမှာကျွန်တော်တို့ရံွက်တွေနဲ့ရွေးအောင်ခဲ့တယ်ပေါ့เนาะတင်ပတ်ကိုဒီဇိုင်းမှာမအောင်သေးဘူးလေဒါလည်းရံွက်ပဲเนาะအိုင်မန်ထွက်သွားနှစ်သုံးကျွန်တော်က3နှစ်ဆိုတဲ့အခါကျတော့ကျွန်တော်အနေနဲ့ရံမယ်ကျွန်တော်ကိုယ်လေးကျွန်တော်ပေါက်ထားဖို့ပဲပြောတာပါเนาะ channel လူတွေတော့အရန်ဒီဘာအကုန်လုံးအပြည့်လိုက်ထိုးရင်တော့ရံွက်ပေါက်ကြမှာပေါ့ဗျာအပြည့်လိုက်မထိုးဆိုတော့မပေါက်ဘူးပေါ့เนาะကျွန်တော်ကတော့ရံွက်အနေနဲ့ပေါက်ခဲ့ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ဒီမှာဆိုလဲကီးရဒီတိုင်းပဲเนาะကီးလည်းမှန်ခဲ့တယ်ကီးထိတ်ကလည်း ကီထိတ်အနေနဲ့မထွက်ပဲကီအနေနဲ့ထွက်ခဲ့တယ်နော်အဲ့မှာကျွန်တော် break မှာတော့ found ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ကတင်ကွက်မရလိုက်ဘူးပေါ့နော်ကဲအဲ့တော့ကျွန်တော်တို့တင်ကွက်ရအောင်ကြာသေးနေဒီမှာတော့ကျွန်တော်20လေးတင်နဲ့ကစားကြည့်လိုက်ကြအောင်ဗျနော်ကဲအဲ့တော့ကျွန်တော်20လေးနဲ့စမယ်စမယ်ဆိုခွန်ခွန်လေးခွန်ကစမယ်ဗျခွန်ခွန်လေးခွန်ကို93နှစ်ကို93နှစ်39 36 39 36 6တက်6တက်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်မျိုးတို့လည်းသိပါရယ်เนาะဒီ20လေးရ20ဟောင်းလေးတွေပါပဲတကယ်ကိုခိုင်ခိုင်မာမာရှိနေလို့လာနေကျွန်တော်ဆက်ပြီးတွက်နေတဲ့20တွေပါအဲ့ဒါဘာလဲဆိုတော့3ရက်2ကပေါ့2နှစ်ကတိကျပေါ့3 3ရဲ့ပါဝါ8 3ရဲ့နှစ်ခက်က9 3 5ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲအဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ခွန်8တဲ့ခွန်8မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ် လေးတည့်တဲ့လေးတည့်မှာတော့မအောင်မောင်းဗျကျွန်တော်တို့ဘယ်ရောက်တွေ့ပါမယ်နေ268 4268 2634 2639 2339 3ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွေ့မယ်ဆိုရင်4ရဲ့3ရဲ့ပေါင်း ွန်မာတဲ့ခွန်ခွန်ရဲ့ပါဝါနှစ်ခွန်ရဲ့နှစ်ခက်က3ညခွန်နှစ်3ညဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6တဲ့မအောင်ပါဘူး6နှစ်6နှစ်တဲ့6နှစ်မှာတော့ကျွန်တော်နှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့နောက်တစ်ပြုံးတွက်ပါမယ်6နှစ်7ခွန်6နှစ်7ခွန်6 8 3 6 8 3 ည်363 363ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ3ရဲ့ဒီ3ရဲ့ပေါင်း6ပါတဲ့6ရဲ့ပါဝါတ6ရဲ့နှစ်ခက်က669ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ဘာထွက်သွားသလဲဆိုတာကြည့်လိုက်ရအောင်ခွန်5တဲ့မအောင်ပါဘူးဗျ36 36တဲ့36မှာတော့ကျွန်တော်6သလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြောင်းတက်ပါမယ်3968

ိုးတုံညရယ်ကိုးတုံညမှာလည်းတုံညတစ်လုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြင်ကိုတွက်ပါမယ်နောက်တစ်ပြင်က3 3ည2ည6 9 6 9 2 3 4 4 3 4 4ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ2နဲ့ဒီ4နဲ့ပေါင်း6 6ရဲ့ပါဝါ1 6ရဲ့နှက်ခက်က9 6 1 9ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့ အဲ့မှာကျွန်တော်ဘာထွက်သွားလဲဆိုတဲ့အခါကျတော့69တဲ့69မှာ6တလုံးထိပြီးအောင်ခဲ့ပါတယ်16တဲ့16မှာ16ကော6ကောထိပြီးအခွေအနေနဲ့ထပ်အောင်မြင်ပါလေဗျကဲနောက်တစ်ပြန်တက်ပါမယ်ရှိတိကိုလေးတိရှိရှိလေးတိရှိရှိလေးရှင်ငါငါနှစ်ရှင်ငါ နှစ်နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်နှစ်နဲ့၄နဲ့နှစ်နဲ့ပေါင်း6 6ရဲ့ပါဝါ1 6နဲ့ခက်က9 6 19ဆိုတော့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ရှစ်ရှစ်တယ်မအောင်ပါဘူး6နှစ်6နှစ်တ6နှစ်မှာတော့6သလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြောင်းတွက်ပါမယ်3 5 3 5 3 5 ငါ၃၃ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်။ကဲအဲ့ဒါကိုကျွန်တော်တို့တွက်ပါမယ်။တွက်မဲ့ဆိုရင်ဒီ6နဲ့ဒီ3နဲ့ပေါင်းပါမယ်။ပေါင်းရင်9ပါတဲ့။9ရဲ့ပါဝါ4 9ရဲ့နှက်ခက်က6 9 4 6ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့။ ဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့65တဲ့65မှာ6သလုံးထိပြီးအောင်ခဲ့ပါတယ်35တဲ့35မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြောင်းတက်ပါမယ်5656 5656 1004 3866 3866ဆိုဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်4ရဲ့6ကပေါင်း 3ည3ညပါဝါ5 3ညနှစ်ခတ်ကခွန်3ည5ခွန်ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲကကြတော့4လေးတဲ့မအောင်မအောင်ဗျ3ည3ညတဲ့3ည3ညမှာတော့3ညတစ်လုံးထိပြီးအောင်ခဲ့တာကိုတွေ့ရမှာပဲဖြစ်ပါတယ်ဗျကဲနောက်တစ်ပြင်ကိုတွေ့ပါမယ်ည5 3 9 3ည5 3 9 3ည8 2 4 3ည8 2 4 2369နေ369ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6နဲ့9နဲ့ပေါင်း3 3ရဲ့ပါဝါ8 3ရဲ့နှက်ခက်က9 385ဆိုတဲ့ကီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့။ကဲအဲ့တော့ကျွန်တော်တို့ကကီးထိတ်ကလေးနဲ့ကျွန်တော်တို့စဉ်းစားကြည့်လိုက်ရအောင်။နော်ကီးထိတ်ကတော့မနေ့ကတော့ကျွန်တော်တို့ကီးယိုယိုအနေနဲ့ပဲဆွဲသွားခဲ့တယ်နော်ထိတ်မဆွဲသွားခဲ့ဘူး။ဒီတစ်ခါတော့ကီးပဲယိုယိုနေပဲဆွဲမလားထိတ်ပဲကီးထိတ်ပဲထိတ်အနေနဲ့ဆွဲမလားဆိုတော့ကျွန်တော်တို့ကြည့်ရမှာပဲဖြစ်ပါတယ်။ အဲ့ကီထိတ်ကတော့6 9 4ပါတဲ့နော်ခုနကီယိုယိုက3 5ပါတဲ့အဲ့တော့ကျွန်တော်ဒီဟာနှစ်ခုကမတူညက်တော့ကျွန်တော်ဓာတ်တွေပဲကတ်ကစားမယ်အဲ့တော့6 3 6 8 6 5 6 5 9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  ၄၈၄၈လေး၅၅ဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထွက်ထားပါတယ်။နောက်ကဏ္ဍနေရထားပါတယ်နော်ထွက်တာပါရထွက်ဝင်တယ်လို့ပဲနော်။အဲ့တော့ကျွန်တော်တို့ကဓာတ်ရရထားတဲ့ကမှာကျွန်တော်တို့ break လေးနဲ့တင်ကဏ္ဍလေးယူလိုက်ရအောင် break break ကတော့မနေ့ကတော့ပြတ်ထားပါတယ်ဗျနော်ကြိုက်ချင်လည်းယူဖို့ဟုတ်လားအဲ့မှာ break ကတော့2 8 9 တောင်းဖြစ်ပါတယ်တဲ့နှိရှိကတော့ main break ဖြစ်ပါတယ်တဲ့နော်အဲ့တော့ကျွန်တော်ဒီတမနှိရှိနဲ့ပတ်သက်တာ main break နဲ့ပတ်သက်တာကိုကြည့်မယ်ဆိုရင်48ဆိုတဲ့တပောက်ပဲကျွန်တော်တွေ့ရပါတယ်တဲ့နော်အဲ့တော့48ကဒီကနေ့အတွက်အကြိုက်ဆုံးကဏ္ဍလို့ကျွန်တော်တို့ပြောရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်48နော်48ကိုကျွန်တော်ကြိုက်ပါတယ်နော်အဲ့မှာကျွန်တော်တို့48ကပို့ပြီးတော့လဲအားတာပါတယ်ဘာဖြစ်လို့ပို့ကြီးအားတာတဲ့ဆိုရင်ဒီကောင်ကအနည်းဆုံး2ချိန်ထွက်ရမယ်တဲ့ဒါပေမဲ့ပိတ်ရရှိထားတဲ့အတွက်ကျွန်တော်ကဒါတော့ဟို လုံးဝကြီးကျွန်တော်ထွက်ပါမယ်လို့တော့ကျွန်တော်တို့မပြောရဲတော့ညာလေဒီကောင်ကထွက်နိုင်ကြီးအားအများပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီမှာဗောကြည့်မယ်ဆိုရင်ကျွန်တော်တို့အမ်မှာ၄၈ဒီမှာ၄ဒီမှာ၈၄၈ဆိုတဲ့အပေါ်ဒလုံးအောက်ဒလုံးကကိုက်ညီနေတဲ့အတွက်၄၈ဒီအားရှိဆုံးဖြစ်ပါတယ်အဲ့တည်းမှာမှာကျွန်တော်တို့အပေါ်ဒလုံးအောက်ဒလုံးကိုက်ညီတာကတော့ကိုးတုံးကတော့ထွက်ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့မကြိုက်တော့ပါဘူးအမျိုးတို့ကြိုက်ချင်တဲ့ထဲတို့ပါအဲ့မှာပါရှိတဲ့လေ၉၈၉၈ 6 5 4 3ဆိုပြီးတော့ကျွန်တော်တို့ရံခွက်3ခွက်ကိုလည်းကျွန်တော်တို့ထပ်ပြီးတော့အဲနောက်တစ်ခါ4 5ပေါ့နော်4 5ပါပါသေးတယ် sorry နော်4 5ဆိုပြီးတော့ကျွန်တော်တို့ရံခွက်4ခွက်ပေါ့နော်အဲ့ဒီ4ခွက်ကိုတော့ကျွန်တော်ကြိုက်ပါတယ်အမျိုးတို့အနေနဲ့လည်းအကြိုက်တူရင်ယူပါအကြိုက်မတူဆိုရင်လည်းမယူပါနဲ့နော်ဒါကတော့ကျွန်တော်ဟိုအကြိုက်ကလေးကိုကျွန်တော်ထုတ်ပြခြင်းပဲဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ခုနပြန်ပြီးပြောမယ်ဆိုရင်ရံခွက်အနေနဲ့6 8ကဲ6 5ရယ်၄၃ရယ် ၄၅ရေကိုကျွန်တော်ဒုတိယအရင်အနေနဲ့ထားပါမယ်ကျန်တာလေးတွေကတော့ကျွန်တော်ထွက်လာတဲ့ခဏပေါ်မှာမူတည်ပြီးကျွန်တော်ကြိုက်ရှင်နဲ့ထည့်ထိုးမယ်ပေါ့နော်အမျိုးလိုအနေနဲ့တော့ကြိုက်ရှင်နဲ့ထည့်ထိုးမကြိုက်ရှင်နဲ့ထည့်မထိုးပါနဲ့နော်ဒါမှကျွန်တော်ထုတ်ပေးတဲ့ခဏကိုမကြိုက်ဘူးဆိုလည်းအမျိုးတို့စိတ်ဆန္ဒရှိသလိုဟိုကစားပါနော်အဲ့ဒါကတော့ဗာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဂီးထိတ်ကိုပဲယူကစားကစားကီးကိုပဲယူကစားကစားနော်ပရိတ်ကိုပဲယူကစားကစားတဲ့နော်ကြိုက်နှစ်သက်သူယူကစားပါအတိအကကျွန်တော်အမြဲတမ်းပြောခဲ့သလိုပဲကျွန်တော်တို့လူရတရားတော်ဟိုဟာရရှိတဲ့အားလေးတွေကို အကြဉာဏ်ပေးဖလှယ်ခြင်းသဘောအနေနဲ့ပဲကျွန်တော်တွက်ပြခြင်းဖြစ်တယ်เนาะကျွန်တော်ရဲ့ဆရာမဟုတ်သလိုနှလုံးလောကမှာဆရာဆိုတာလည်းမရှိပါဘူးเนาะကဲအဲ့တော့ကျွန်တော်တို့အဓိကတော့ကျွန်တော်တွေတွက်တာရင်တွက်တဲ့ကဏ္ဍသာရင်ပေါက်ကဏ္ဍလို့ကျွန်တော်ဟိုလုံးဝကြီးကျွန်တော်ပြောလို့မရပါဘူးအမျိုးတို့တွေ့တာလည်းပေါက်ကနန်းနေဖြစ်ပါလိမ့်မယ်เนาะအဲ့တော့ကျွန်တော်ကျွန်တော်ညီငယ်လေးတယောက်ဆိုရင် comment မှာလာမှတ်ထားတာရှိပါတယ်ဆရာရဲ့ဟိုကီးတွေနဲ့တဲ့ကီးထိတ်တွေနဲ့တဲ့ ပဲဖြစ်ဖြစ်ကြီးနေဖြစ်ဖြစ်တဲ့ကျွန်တော်ဝမ်းကြီးနဲ့ကတ်ထားတဲ့တော်တော်များများအောင်မြင်မှုရပါတယ်ဆိုတော့အဲ့ဒါမျိုးပေါ့နော်။ဒါပဲဖြစ်ဖြစ်အဓိကအောင်ဖို့ရေးကြည့်ပါတယ်နော်။အဲ့ဒါကြောင့်အောင်အောင်ပဲစူးစမ်းကြပါနော်။ကဲအဲ့တော့ဒီကနေ့တော့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကြီးကဒီလောက်ပဲဖြစ်ပါတယ်။အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးနေနောက်ဆုံးပိတ်အိတ်နဲ့လွယ်ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။